ဒုက္ခဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဘူးစိတ်သက်သာရာရတဲ့နိလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချေလွတ်တတ်တယ် အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲသာဝရမဟုတ်ဘူးတခဏမြတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပထီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခံနိုင်အောင်ကြိုးစားရမယ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကဓာတ်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะကဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေ တခါတုန်းကအမေရိကန်သမတအရင်သမတဣရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ဘုရားတိတ်ရေးကြည့်တယ်ပေါ့ ကိုလည်းကိုယ်အတိုင်းတားတယ်သူလည်းသူ့အတိုင်းတားလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကြမ္မာရေးလေ့ကျင့်ကြတယ်ဟုတ်တယ်မလား ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရာနဲ့ကြုံလိုက်လို့ရှိရင်ရင်းရင်ထွက်သွားတယ် စိတ်ထားချမ်းခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားချင့်တယ်ဆိုတာအဲ့ဒါပြောတာနော်တရားချင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ကျမကြီးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ချမ်းခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ထားချမ်းခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ထားလေ့ကျင့်ခံယူတယ်စိတ် တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့အဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့ စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးရလေ့ကျင့်ပေးရဆိုပါစို့နုပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာတမောမိဇရံအနတိတောငါမှဥချင်းသဘောရှိတယ်ဥတဲ့သဘာဝငါမှရှိနေတဲ့ဥချင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတကြောအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး စိတ်ပြက်เสียတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထက်တယ်ရင့်ကျက်လာဗျာဒိဓမ္မောမိဗျာဒေနတိတောအေငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်လေဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့် ကောင်းတဲ့အာယုံနဲ့စိတ်ကိုလေးချင်တာခေါ်တယ်။မရဏဓမ္မောမိမရဏနာတိတောလူတိုင်းလူတိုင်းဟာတည်ခြင်းသဘောရှိတယ်ငါလည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ကြီးယောဘလာအတွေ့အတာတွေယောဘလာလူတွေကထင်တယ်အတွေ့အတာယောဘသွားလို့ရှိရင်တူးနဲ့တူး꿰သွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူး ။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်။ဆိုပါစို့ သာသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်။သာသမီးချစ်တာလားကိုကိုကိုချစ်တာလားတေချာဆန်းစစ်ချစ်။အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့။ဒါဖြင့်အဲ့ဒီသာသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှင်ဒီသာသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အားကိုးနေတယ်ယုံကြည်နေတယ် ငါသက်ကြီးရင်ငါသားလေးကငါဆောင်းရှောက်มาပဲငါသမီးကငါဆောင်းရှောက်มาပဲ ਨੇ ဟောအကုန်မှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေ ਨੇ ထင်အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အင်္ဂါနေနှင်ချပြီးအမွေပြတ်ကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့တာသမီးဖြစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တဲ့ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတယ်ဒါကတကယ်ကိုအစစ်အမှန်ကိုဟောတယ် ေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချက်မေတ္တာချက်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးဆက်ချက်မေတ္တာချက်ကသူများအတွက်ဘေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ် ။ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူး။ဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင် သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူး။အဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့။ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တဲ့ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရအောင် အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့ကဆိုတာရောက်လာဆိုရင်ဓာတ်တွေပူဆွေးဓာတ်တွေဓာဖြစ်လာမေတ္တာရဲ့နောက်ွယ်မှာဓာတ်တွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချက်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ် စိတ်ဓာတ်ချမ်းခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကရန်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်နေဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်တမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါ ယောနိသောမနတိကာရလို့ခေါ်တယ်။မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတုံးဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်။အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်။ကောင်းဘက်ကတွေးတယ်။အရာရမအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူး။မှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအောင်အဆိုးဘက်ကကြည့်လို့ရှိရင် အဆိုးဆိုတာအပြစ်ကိုကြည့်ကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာ အဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူသိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူသိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတွေပဲကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေက ကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါဩမတော်တဆဖြစ်ရှာတာပဲ